ငွေကြေးဖောင်းပွားမှုဆိုတာအချိန်ကြာလာတာနဲ့အမျှငွေကြေးတန်ဖိုးလျော့နေလာတာကိုပြောတာပါ။တင်ပတ်ဆန်နဲ့ဝယ်လို့ရတဲ့ပစ္စည်းတွေနည်းသွားတာကိုဆိုလိုပါတယ်။ဒါကိုပဲကျွန်တော်တို့ကပတ်ဆန်တန်ဖိုးကြတယ်ဒါမှမဟုတ်ကုန်စည်နှုန်းတက်တယ်လို့ပြောလို့ရှိကြပါတယ်။ဥက္ကမအနေနဲ့ဂျပန်ထမင်းဘူးကိုကြည့်အောင်။လွန်ခဲ့တဲ့ဆယ်နှစ်ကဂျပန်ခမင်းတပူ80ကျပ်ဆိုရင်100ကျပ်တန်နဲ့ဝယ်ရင်20ကျပ်ပြန်အမ်းပါလိမ့်မယ် အခုတော့အတူတူနီးပါးကြက်ပေါင်ထမင်းမှုက120ကျက်ဖြစ်သွားနိုင်ပါတယ်။တရားကျက်တန်နဲ့ဝယ်ရင် မလောက်တော့ပဲနောက်ထပ်20ကျက်ထပ်ဆိုင်ရပါမယ်။ဒါကထမင်းမှုကမကြောင်းလေးပဲတင်းတရားကျက်တန်ရဲ့ဝယ်ယူနိုင်စွမ်းကြဆင်းသွားတာကိုပြပါတယ်။ဒါဟာငွေကြေးဖောင်းပွားမှုကို အရှိလေးဆုံးခံစားရတဲ့အချက်ပါပဲ။နောက်ထပ်ဥပမာတစ်ခုကတော့လာစာကငွေကြေးဖောင်းပွားမှုကိုမမီဘူးဆိုတာပါ ဒီနှစ်မှာသင်အလုပ်ကြိုးစားလို့လစာ300ဂိုင်းနှုန်းတိုးပေးတယ်ဆိုပါစို့ဒါပေမဲ့ဒီနှစ်ရဲ့ငွေကြေးဖောင်းပွားမှုနှုန်းက400ဂိုင်းနှုန်းဖြစ်နေတယ်ဆိုပါစို့သင်လစာကဏ္ဍကများလာပေမဲ့ငွေကြေးဖောင်းပွားမှုနှုန်းကပုံမြန်နေတဲ့အတွက်သင်တကယ်တမ်းဝယ်နိုင်တဲ့ပစ္စည်းကပိုနေသွားပါတယ်ဒါကအသင်ဘောကို ပိုပြီးကြက်တဲလာစေနိုင်ပါတယ်။ဘာကြောင့်ဒီလိုခေရတာလဲ။ ကျုံးငယ်လေးတကျုံးမှာရောင်းစရာ ပေါင်မှုအလုံးတရာပဲရှိတယ်လို့မြင်အောင်ကြည့်ပါ မူလကကျုံးပေါ်ကလူတွေမှာစွတ်စွတ်ပေါင်းငွေတထောင်ချက်ရှိပြီးပေါင်မှုတလုံးကို10ချက်နဲ့ရောင်းနိုင်ပါတယ်ရုတ်တရက်အစိုးရကငွေဆက်ကူတွေထပ်ရိုက်ထုတ်လိုက်လို့လူတွေလက်ထဲကပတ်စံတွေက2000ချက်ဖြစ်သွားပါတယ်ပေါင်မုံကအလုံးတရာပဲရှိနေတော့မှပေါင်မုံဆိုင်ရှင်ကဈေးကို20ကျပ်တိုးလိုက်ရင်တောင်ဝယ်နိုင်တဲ့သူရှိနေပါဗျ။ ဒီဥပမာထဲမှာပတ်စံပမာဏများလာပေမဲ့ကုန်ပစ္စည်းရေအတွက်ကလိုက်မတိုးနိုင်ပါဘူး။ဒါကြောင့်ပတ်စံရဲ့တန်ဖိုးကကြာစင်းပြီးပစ္စည်းတွေရဲ့ဈေးနှုန်းကတက်လာပါတဲ့။ဒါဟာငွေကြေးဖောင်းပွားမှုရဲ့အခြေခံအကြောင်းရင်းတွေတဲကတခုပါအဲ့ဒီတော့ငွေကြေးဖောင်းပွားမှုအကြောင်းကိုအနည်းငယ်နားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်။